မင်္ဂလာပါရှင်။ဆ iam မကျူရဲ့ကျမ၏တပင်းဆိုတဲ့စာအုပ်လေးကိုဆက်လက်ဖတ်ပြပေးသွားပါမယ်ရှင်။ဒီနေ့ဖတ်ပြပေးတော့မယ့်အပိုင်းလေးကတော့အပိုင်း29ဖြစ်ပါတယ်။နားဆင်ခံစားပေးကြပါအောင်ရှင်။အခန်းလေးစင်မြင်ပေါ်မှာဆွေလိုက်မိများရောင်စုံလင်းသွားခြင်းတွင်အောက်မှာလှုပ်လှုပ်ရှားရှားစကားပြောဆိုရင်မောနေသည့်ပရိသတ်သည်လုံးဝငြိမ်ကြသွား၏။ Dream Maker အဖွဲ့ကြီး Dran D သမားကိုခင်မောင်လည်းသူ့နေရာမှာသူဝင်ထိုင်လိုက်တော့ခါပရိသတ်ကလက်ခုပ်စတင်ကြည့်လေသည်သူတို့၏လက်ခုပ်တံမှာတိုင်မင်ညီညီမဟုတ်စနစ်တကျပေါင်းစည်းမှုရှိကိုစိတ်နဲ့ကိုတီးကျင်သည့်အုပ်စုကထတီးခြင်းဖြစ်သည်ထို့သောထိုလက်ခုပ်တံမညီမညာတဲ့တွင်ပရိသတ်၏မျှော်လင့်မှုကိုကျွန်တော်တို့အထင်ရှားတွေ့ရပါသည်ကိုရီလေးနှင့်ကိုချက်ကဂီတာကိုစီဖြင့်ဆင်မြင့်ရှိသူရောက်သွားခြင်းတွင် လက်ခောက်မှုတမ်းများကြားရသည်ထို့နောက်တီးဝိုင်းအဖွင့်တချင်းစတင်သည့်အချိန်ကြားမှာဇပင်ကိုလက်ဖြစ်တက်တင်ရက်ကီးဘုတ်သမားကုမောင်စင်မော်တို့ရောက်သွား၏သူသည်ပရိသတ်ရှိရာသို့လက်မြောက်ပြနှုတ်ဆက်လျက်ကီးဘုတ်ရှိတွင် မတည့်ရရင်ခလုတ်များကိုစတင်ကစားသည်ကျွန်တော်သပင်ကိုအုံမိအောင်အနက်ခံပေါ်မှာအဖြူလုံးလေးများပေါ်လာသည့်ပဝါစားဖြင့်ပင်လယ်ဓားများစီးသည်လို့စီးနေခြင်းတွင် ကျွန်တော်ပထမအဆုံးတည်ဆုံပြီးကဘာမီတချင်းကိုဒရန်ရိုက်ချက်ပြင်ပြင်ဖြင့်သူတို့အင်ထရိုစဝင်နေကြပြီဖြစ်သည်ကျွန်တော်နောက်ဆွေတွင်ပဝါဆွန်းနှစ်ခုကိုစောက်ချီနောင်ရင်ခတ်တိုးတိုးဆေးရီကပြုံးလိုက်မိသည်ဘာတစ်ချက်မှကျွန်တော်အနောက်ကြမခံနိုင်ပါကျွန်တော်ဂီတာကိုကောက်ရွယ်ကဆင်ရှိပိုင်းမီးအောင်အောက်ထဲသို့အပြေးလွှားရောက်သွားရသည်ပရိသတ်ကလက်ခုပ်တီးကအော်ဟစ်နှုတ်ဆက်ကြသည်ဖြင့်ကျွန်တော်ပြုံးရေကဂီတာကိုစတီးရ၏ ပရိသတ်အားတည်တဲ့နှုတ်ဆက်ခြင်းမရပါမိုက်ခရိုဖုန်းရှိကိုကျွန်တော်ရောက်သွားခြင်းတွင်ကျွန်တော်တခြင်းစဝင်ရပါသည်ကဘာမီတခြင်းသည်ကျွန်တော်၏ပရိသတ်အားအတူတကွပေါင်းစည်းမိအောင်အငြင်းဆွဲဆောင်ဖန်တီးသောမြူးကြွားသည့်တခြင်းတစ်ပုဒ်ဖြစ်သည် Scorpio DY ဖွဲ့၏ Wine Chain တခြင်းဖြစ်ပါသည်ကြံရိုက်ချက်တိုင်းခြေထောက်ဆောက်ကကိုကိုလှောက်ရှားရင်အတန်ကိုအပြည့်အော်ဟဲတီးဆိုလိုက်တော့ခါကျွန်တော်ရင်ထဲမှာမကြသေးမီကရှိခဲ့သောဝေဒနာအလုံးမေ့လျော့သွား၏ ကျွန်တော်တန်ဒီဟိုးရုံးအထက်ပိုရစ်ကြည်လင်ကပိုရစ်ရှင်းလင်းသွားတယ်လို့ထင်မိသည်ဂီတာတီးပြီးတပြင်းဆိုရတာတစ်ခါတခါအားမလို့အားမရဖြစ်သည့်အခါဂီတာကိုလှစ်ချပြီးမိုက်ခရိုဖုန်းနိုင်ကိုလက်နှစ်ဖက်ဖြင့်အားရပါရစုပ်ကိုင်သည်ဆိုအော်ဟင်မာရသည်ထိုချိန်များတွင်ကျွန်တော်သည်ဘာမှအသိစိတ်ဖြင့်ကြံစီတွေးတောမှုမရှိတော့အရာရာသည်ကျွန်တော်တို့အလိုလျောက်လှုပ်ရှားပြုမှုကျင်းတာဖြစ်သွားသည် ငင်းချမ်းမှုတစ်ခုတွင်ကျွန်တော်နှစ်မျောသွားခဲ့သည်တိမ်လိုက်တစ်ခုတွင်ကျွန်တော်ရောက်သွားခဲ့သည်လျင်မြန်သောအဟုန်ဖြင့်ကျွန်တော်တရိပ်ရိပ်ပြေးလွှားလျက်ရှိသည်အကယ်၍လူတစ်ယောက်သည်ဘဝတွင်လောကနိဗ္ဗာန်တစ်ခုကို ထက်ခါတက်ခါရောက်ဖို့ခွင့်ရှိသည်ဆိုလျှင်၎င်းတွေ့ကြုံကိုကျွန်တော်တို့သည်ဂီတဖြစ်တာအတိနိုင်ဆုံးဖြစ်ပါလိမ့်မည်ဤသင်းတွင်အကြီးကဂီတသည် drum ဖြစ်သည် drum နှင့်စင်ပေရခွင်းများ ခွန်အားရှိစွာလှပစွာအသုံးပြုသွားသည်နောက်တစ်ကြိမ်တောင်တွေထက်ထက်ပိုက်ကိုပြန်ဆိုသည့်အခါပရိသတ်တွေမှလူငယ်တို့ချို့လက်သီးမြောက်၍ကျွန်တော်နှင့်တူလိုက်ပါအော်ဟစ်ကြသည်ကျွန်တော်လူထဲမှလက်သီးတစ်ချက်ပြင်းပြင်းထိုးချလိုက်၏ဒါပဲပေါ့ဒါညကျွန်တော်တည်တဲ့မန္တလေးပဲကျွန်တော်ငယ်ငယ်တုန်းကမန္တလေးပါပဲမန္တလေးဟာဘယ်နေရာတွေမှာပဲဘာတွေပဲပြောင်းလဲနေပါစေ ယခုကျွန်တော်ရှိမှလူငယ်တို့ကတော့ဟိုတုန်းကစိတ်သက်တွေနဲ့ဟိုတုန်းကရှင်သန်မှုများပဲဖြစ်သည်သူတို့အားငယ်မှုရှိကောင်းရှိမည်ရှယ်ရမှုတွေရှိကောင်းရှိမည်သို့တော့ခွန်အားတွေရှိပါသည်တစ်ချိန်ဆုံးတော့ကကျွန်တော်လက်နှစ်ဘက်စလုံးမြောက်ရေးနှုတ်ဆက်ပြီးနောက်ပြိသက်စီတို့ကိုကိုညွတ်ကခေါင်းကိုအယူတည်ပြလိုက်ပါသည်မင်္ဂလာပါမဲလေးညို့ကြီးခင်ဗျာသူတို့ကဟေးကနေအော်၍ပြန်လည်နှုတ်ဆက်သည့်အခါ ကျွန်တော်ပြောင်းရှင်သွားပါသည်ရှေ့ဆုံးတည်းဤဒုတိယမြောက်ခုံနှန်းတွင်လှိုင်မင်းတို့တတ်နိုင်လို့ရှိနေသည်ကိုသူတို့လက်မြောက်ပြနှုတ်ဆက်မှကျွန်တော်သတိထားမိသွားသည်ကျွန်တော်ပြောင်းရှင်ကသူတို့ကိုပြန်လည်လက်ပြနှုတ်ဆက်လိုက်သည်လှိုင်မင်းနှင့်တတ်နိုင်ကြတွင်ကျွန်တော်အမြဲတမ်းအောင့်မိကြရသောမျက်နှာလေးတစ်ခုကိုမြင်လိုက်ရသည်ညတီတာစင်မြင့်ပေါ်မှာဆက်လိုက်မိရသည်ညတီတိုင်းမျက်လုံးများတွင်အယောင်ပြန်ကတောက်ပွှွှန်လဲနေသည် ဟိုတုန်းကတည်းကပို၍မျက်နာပြည့်ဖြူလာတော့လေဟိုတုန်းကမျက်လုံးများလိုပင်စူရှာနှမောင်စေပါပင်မြတီတာနဲ့အကြည့်တစ်ချက်ဆုံးလိုက်ပြီးတော့ခါကျွန်တော်ဆက်ပြောမိစကားကိုမေ့သွား၏မြတီတာရဲ့မျက်လုံးများကကျွန်တော်မျက်လုံးထဲမှာတဆင့်ရင်ထဲသို့ခုံဝင်လာတော့ကြောင့်ဖြစ်သည်ကျွန်တော်ဘာဆက်ပြောမလို့ပါလဲကျွန်တော်အသေးအံစဉ်းစားနေရ၏ဆက်ပြောတော့မည်ဟုကျွန်တော်ချောင်းတစ်ချက်ဟလိုက်တော့လေနောက်ကျသွားသည် ကိုရီလင်းရီဂီတာတန်ကနောက်တစ်ချိန်တစ်ပုတ်အတွက်အစပြုဝင်လာပြီဖြစ်သည်ကျွန်တော်ခက်ရှက်ရှက်ဖြင့်ခေါင်းလေးဆက်ဆက်ကဂီတာကိုကင်လိုက်ရသည်စကော်ပီယိုအဖွဲ့၏နိုးဘိန်နိုးဘိန်တစ်ချိန်ဖြစ်ပါသည်ဆင်းရောက်ကပြည့်တတ်သည်ဒန်ယာနှင့်လူဟုသောကောရက်အပိုက်ကိုကျွန်တော်နှင့်အတူညီညီညာညာလိုက်အော်ပေးကြသည်ကျွန်တော်ကြည်နူးစွာဝမ်းသာမှုတစ်ဖန်ရှက်ရွံ့စွာဝမ်းနည်းမှုကတစ်ဖန်ခံစားရသည် ကျွန်တော်ဒီဆိုသမျှတခြင်းအားလုံးဒီကျွန်တော်ကိုပိုင်တန်းစင်ကိုပိုင်ဂီတကိုပိုင် arrangement များသာဖြစ်လိုက်ရင်ကျွန်တော်ဘယ်လောက်ကျေနပ်လိုက်မလဲသူတို့ချစ်တော်အနုပညာသမားကိုရှိသည့်အရေးချင်းတက်ပုံရိပ်မျော်လင့်ကကျေနပ်တတ်သောဂီတပရိသတ်ကတော့ကျွန်တော်ဟာလက်ဝဲရန်အော်ဟစ်ကအားပေးကြလေသည်သူတို့ဤတက်ကြမှုသည်ကျွန်တော်တံပြန်လဲကူးဆက်လာပြီးကျွန်တော်တွက်လက်စွာအာမန်ဆိုင်ထုတ်လျက်တခြင်းများကိုဆက်အသီးဆုံးမိပြန်သည် အားကစားခံမှာအပြည့်အစံနေသည့်ပြိတ္တသည်ကျွန်တော်ကိုအားပေးနေကြသည်ဟု၍မယုံကြည်နိုင်စရာပင်ဖြစ်သည်။လှိုင်မင်းပြောတာမှန်တာပေါ့။မန္တလေးကအုပ်စုကိုသဘောကျကြပါတယ်တဲ့။သူတို့၏သဘောကျမှုသူတို့၏မျှော်လင့်မှုနှင့်ထိုက်တန်အောင်ကျွန်တော်ကပြန်လည်ပေးဆက်ရမည်ဖြစ်သည်။ငယ်ငယ်တုန်းကပေါ့လွန်ခဲ့တဲ့15နှစ်လောက်ကကျွန်တော်မိမိစီကိုရအောင်ကျွန်တော်သွားချင်လို့လို့ကျွန်တော်ဆုတောင်းလိုက်တဲ့အခါညကြတော့ကျွန်တော်မှအတောင်ပံတစ်ခုရလာပါတယ်။ ဒါပေမဲ့တကယ်တမ်းကျတော့မိမိရောက်နေတဲ့မိမိကျဲကလေးကဝေးလွန်းလို့ကျွန်တော်ပြန်တန်းရင်ကောင်းကင်ကနေပင်လယ်ထဲကိုစိုက်ချသွားရတဲ့အထိပါပဲကျွန်တော်ကတချင်းဆိုရင်ပြိတ္တအားအစပြု၍မိတ်ဆက်စကားပြောလိုက်တော့ခါပြိတ္တကကျွန်တော်စကားမဆုံးမီရေကနေအော်ဟစ်လိုက်ကြသည်ကျွန်တော်ဆက်မပြောတော့ဘဲလက်တပတ်မြောက်ရင်ပြုံးပြကဂီတာကျိုးကိုပခုံးမှချွတ်လိုက်၏ဤတချင်းကိုကျွန်တော်ဂီတာတီးရင်ဘယ်တော့မှမဆူနိုင်ပါဘူး ထို့နောက်တောင်ပန်တွင်ငူတဲ့ညတခြင်းကိုကျွန်တော်ဆိုပါသည် Mr. Bitty Y a little too loose တခြင်းဖြစ်ပါသည်တခြင်းစားပိုက်တစ်ခုလုံးသည်အတန်တိုးတိုးဖြင့်အက်ကွဲနေအောင်တင်ဝင်တော့အောင်အစ်ပြီးဖြည်းဖြည်းချင်းတည်ဆိုရသည့်အပိုက်ဖြစ်သည်ထို့အချိန်တွင်ဂီတာတန်သည်လည်းတိုးတိုးကလေးဖြစ်ပါသည်ထိုတခြင်းကိုဆိုမိတိုင်းကျွန်တော်မိမိမျက်ဝန်းညူများကိုတတိယမိပါသည်မိမိကိုသားမြင်နေရမှာပါဒါပေမဲ့ မိမိစီကိုသားမလာနိုင်ဘူးညီနေရုံနဲ့နော်မိမိစကားများကိုကျွန်တော်အိမ်မက်ထဲမှာအမြဲကြားရောက်မိသည်မိမိကိုယ်တိုင်တကယ်ပြောခဲ့သည့်စကားပဲလားဒါမှမဟုတ်ကျွန်တော်အိမ်မက်ထဲကြမှာမိမိပြောခဲ့တာလားကျွန်တော်မသိနိုင်ပါမိမိပြောက်ွယ်သားချင်းတွင်ကျွန်တော်ငယ်ရွယ်လွန်းလာပါသည်သည်နောက်တစ်ပိုက်ဝင်တွင်စင်ဘဲစနစ်ဒရိုင်းရော ကီးဘုတ်ရောတပြိုင်နက်ကျဲဝင်လာပြီးသချင်းနဲ့ကျဲလာစွာရင်ကျက်လာသည် ပေးကိုအခုမှကျွန်တော်မြင်ရသည်ပြပေသည်တတိယမြောက်ခုံ၏လက်ဝဲစွန်းစီတွင်ကလထိုင်ကိုကြောမိလျက်တတတတထိုင်ရင်းစင်မြင့်စီတို့လှမ်းကြည့်နေသည်ပြပေကျွန်တော်ကိုပြုံးမပြပါမြက်ဝဲနေစူးဆိုင်ကကျွန်တော်ရှိရာကြည့်နေတော့လဲသစိမျက်လုံးများဖြစ်သည်ပြပေရှက်နေတော့မဲလားကျွန်တော်တို့ပြပေရှက်နေတော့မဲလားစိတ်မမဲစွာပင်သက်ဆိုင်တန်သည့်မိုက်ခရိုဖုန်းထဲတွင်ဝင်သွားကပရိသတ်စီရောက်သွားသည် ရိတ်သက်သည်ကျွန်တော်ရင်းသလိုပင်စီးညက်ညင်ညီလိုက်ပါရင်းရွှဲလျက်တချင်းလိုက်ညီနေကြသည်ဖေဖေသည်မိမိကြောင့်လျာတခါမှမပြောဘူးပါမိမိကြောင့်သိကျင်နေဖေဖေဟာကျွန်တော်ကတခွန်းချင်းစီမေးရသည်ဖေဖေနဲ့မိမိဘမစတွေ့ခဲ့ကြတာလေမန္တလေးတက္ကသိုလ်မှာတွေ့ခဲ့ကြတာကွဖေဖေတို့ကမန္တလေးတက္ကသိုလ်သည် ကျွန်တော်တို့ငယ်ရချက်ပြပင်နေပူပေါ်ကအရေးအဝါသားဖြစ်အေးချမ်းလာသည်ဟုဖေဖေပြောပြသည်မိမိကိုဖေဖေဘလောက်ကြာပူခဲ့ရတယ်လေဖ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 ေကပြုံး၍နှစ်နှစ်ကိုဖြေပါသည်မိမိသည်ကောင်းငင်ဘဝကြံကလေးထဲမှကျွန်တော်တချင်းတည်းများကိုနားချောင်းကပြုံးနေလိမ့်မည်ဟုထင်ပါသည်တချင်းရှစ်ပုံစက်တိုက်ဆိုပြီးတော့ခါကျွန်တော်တကူလုံးချွေးဖြင့်ရွှဲနေနေသည်အနေငယ်မောပန်လျက်ရှိပြီး ထို့ကြောင့်စင်နောက်တို့အပြေးလွှားသွားကရေတပံခွက်တောင်း၍နင်းနေငုတ်တောက်လိုက်သည် ကိုခင်မောင်လင်းနှင့်ကိုမောင်ကဒရန်နှင့်ကီးဘုတ်ဖြင့်ပရိသတ်ကိုခဏထိန်းထိုင်းလိုက်ကြသည်9မိနစ်လောက်အချိန်တွင်ကျွန်တော်အင်ဂျင်ချက်လဲပြရသည်အနေရောင်လက်ပြတ်တရေဝစ်ကော့ကိုဝစ်ပြီးအပေါ်မှာဂျက်ကင်အပားတစ်ထည်ဝစ်လိုက်သည်ဘောင်းမီရောလဲစင်မြရလိုက်ပါကျွန်တော်အပြေးပြန်ထွက်လာချိန်တွင်တခြင်းတစ်ပုတ်စာရန်သူတို့အစပြိုတီးလုံးဝင်နေပြီ ကျွန်တော်ခေါင်းပေါ်မှာစီးထားသည့်ဘဝကကျွတ်ကျသွားပြီ။သပင်များကလေပြည့်လွင့်ငင်းဖွာသွားသည်။ကျွန်တော်သပင်များကိုနှစ်ဖူးခွေးသို့တက်တက်ဖယ်ပြီးမိုက်တိုင်ကိုလက်နှစ်ဖက်ပြင်မှာကတချင်းစာဝင်ပါသည်။ထို့တချင်းသည်လူတိုင်းတည်တော်တချင်းဖြစ်သည်။အင်ဒရိုဝင်စားကလေးကလက်ခုပ်တီးစားပြူလာပြီ။လက်ခုပ်တီးရတွင်လဲဒရိုင်းရိုက်ချက်နှင့်စီးချက်ညီညီတီးကြခြင်းဖြစ်သည်။ဘုံကျော်ပြီအဖွဲ့ရဲ့ Indies M တစ်ချင်းဖြစ်ပါသည်။ နောက်တစ်ပိုက်ကကိုရီအတံပြေးပေါက်ကွဲကကိုရီတွက်လာ၏ကျွန်တော်အတံပြေးရောင်ဗစက်ကိုအပြည့်ဖွင့်ပြီးអော်ရပါသည်ကျွန်တော်လက်တစ်ဖက်ကအလိုလျောက်ပင်ဆင်းရောင်းမှပြိသက်စီတို့ကန်းလိုက်ပြီးဖြစ်သွားသည်ကျွန်တော်ခန္ဓာကိုယ်ကလည်းဒူးညွတ်ကွေးသွားပါသည်ဤပိုက်သည်ကိုဝင်လေးနှင့်ကိုချဲ၏ဘက်ကင်းတည်ဆုံမှုကြောင့်ပို၍အတံမြန်ဖြစ်လာသည်ကျွန်တော်ပြိသက်သည်ကျွန်တော်တခြင်းကို အလိုရပြီးနေပြီဖြစ်သည် ကျွန်တော်တို့ဤတန်မြိုင်နဲ့တူလူငယ်တို့ကပါလိုက်ပါသည်ဆိုကြသည်လူငယ်ယောက်ျားလေးများကဤတခြင်းကိုစိုက်နေတတ်သည်ဆိုရင်သူတို့ချစ်သူမိန်းကလေးများအားသူတို့ဤလိုအပ်တောင်းတမှုကိုကျွန်တော်တခြင်းကကိုးအပြုတောင်းဆိုပေးနေတော့ကြောက်ဖြစ်လိမ့်မည်ချစ်သူကိုပိုင်ဆိုင်ခွင့်ရဖို့အတွက်ချစ်သူရှိမှဒူးထောက်တောင်းပန်ရတော့ဖြစ်သည်စဉ်းစားကြည့်ဖို့ပင်ကျွန်တော်တို့ယောက်ျားများအတွက်ဘလောက်ကြီးမားသောဆွတ်လွတ်နေနာမှုဖြစ်လိုက်ပါသလဲ ဤဆွလွန်မှုများနှင့်ထိုက်တန်သော မိမိချစ်သူကိုချစ်မိသောလူငယ်များသည်ကြည်ရင်ဝင်တခြင်းကိုကျွန်တော်နှင့်အတူအော်ဟစ်ပောက်ကွဲလိုကြပေမည်။လူငယ်မိန်းကလေးများကဤတခြင်းကိုကြိုက်နှစ်သက်ကြသည်ဆိုလျှင်သူတို့ဟာဓာတ်ရိုက်ရည်ညွှန်းနေသည်ဟုလှိုင်လဲစွာခံစားရလိုပဲဖြစ်မည်။သူတို့၏အတ္တဖြစ်မည်။ကျွန်တော်၏တန်တမြင့်လို့မှုသည်သူတို့၏ကြည်နူးနှစ်သက်ရာဖြစ်မည်။ကျွန်တော်အတန်မှတဆင်သူတို့ချစ်သူ၏စကားများကိုသူတို့ကြားရတော့ခါသူတို့ရင်ခုန်ကြပြီလိမ့်မည် ကျွန်တော်ကိုယ်တိုင်လည်းချစ်လှစွာသောမြတ်တီတာတယောက်တည်းအတွက်တည်ဆုံမိသည်မဟုတ်နိုင်ပါအများစုသောချစ်သူမျက်နှာသူများအတွက်တည်ဆုံမိခြင်းဖြစ်ပါလိမ့်မည်ကျွန်တော်ဆင်မြင့်ပေါ်တွင်ရုတ်တရက်ဒူးထောက်ချလိုက်ပြီးဖို့ကျွန်တော်ကိုဘသူကတွန်းအားပေးလိုက်တယ်လဲဘယ်ရာကဆွေးဆောင်လိုက်တယ်လဲကျွန်တော်မသိပါကျွန်တော်ချစ်တော်ပရိသတ်အတွက်ဒူးထောက်မိခြင်းလားချစ်လှစွာသောမြတ်တီတာ၏အေးဆက်ဆက်မျက်လုံးများအတွက်ဒူးထောက်မိခြင်းလားကျွန်တော်မဝေခဲ့တတ်ပါ ကျွန်တော်တိလိုက်ဒီမှာမိုက်ခရိုဖုန်းကိုလက်နှစ်ဖက်ပြင်ဆုပ်ကန်ရင်ဒူးထောက်မိမိပြီဖြစ်သည်ကျွန်တော်ဒူးထောက်လိုက်တော့ခါဆင်းအောင်မှလူငယ်ယောက်ျားလေးများကပြုံးရဲကြပြီးမိန်းကလေးများကလက်မြောင်နှုတ်ဆက်ကြသည်ကျွန်တော်မျက်လုံးများကမြားတီတာရှိရာသို့ရောက်သွား၏တီတာကျွန်တော်ကိုတတိလက်လုံးငေးမောနေရရှိသည်လှိုင်မင်းပြုံးရဲနေသည်ကိုမြင်ရသည်ကျွန်တော်လှိုင်မင်းကိုဒီကနေ့ညလောက်တခါမှလက်လက်လေးလေးမခင်မိဘူးဟုထင်၏ လှိုင်းမင်းဤဘေးမှာညတီတာဒီမျက်လွာချနေလေသည်ညတီတာဤမျက်တောင်ပြားမှာမျက်ရည်များဖြင့်ဆူဆွတ်မနေဘူးဟုဘသူကပြောနိုင်မလဲတီတာဒီကျွန်တော်ချစ်ကိုတခါတည်းရံမှာတော့တတိယစွာအတိမတ်ပြုမိမှာပါရှင်ဝင်မှာမင်းရှိဖို့ခလေးခမ်းမတစ်ခုလုံးပွင့်ထွက်သားမတတ်ကျွန်တော်အော်ဟစ်ညင်းညူပြစ်လိုက်သည်ယခုချိန်မှာမင်းကလေးတော်တော်များများကအယူမူခင်မဲ့ဆွဲလန်းစာမိတ်ဆက်လိုသည့်အုပ်ဆိုးမှုတော်ကောင်းလေးတယောက်တည်း လွန်ခဲ့သည့်6နှစ်လောက်တုန်းကသူမရဲ့ရှေ့မှာမှဒူးထောက်ခဲ့ရဘူးတည်ဟုညတီရာခုံညူလိမ့်မလားမာနာကြီးရဲ့လိမလားအသားယူရဲ့လိမလားဒါပဲဖြစ်ဖြစ်ကျွန်တော်ရင်ထဲမှာယခုတိုင်ညတီရာကလွှမ်းမိုးထားဆဲဖြစ်ပါသည်ဒါကလည်းကျွန်တော်တဦးနဲ့တည်ရင်လုံလောက်ပါသည်ကျွန်တော်ကိုဆက်ဆုပ်မုန်းတီးခဲ့တော့ကျွန်တော်ညတီရာတည်ရမလို့အပ်ပါတည်စီဖို့လည်းကျွန်တော်ဘယ်တော့မှမကြိုးစားလိုပါဒီရင်ဝင်တခြင်းပြီးတွင် ကျွန်တော်ဇက်တိုက်တီဆိုသောတခြင်းများမှာ မနိုင်ခြင်းနဲ့စစ်ပွဲဖြစ်သည်ဤတခြင်းကတော့လွန်ခဲ့သည့်6နှစ်တုန်းကချစ်သူတွေအတွက်တီးတန်းဆက်ဆိုခဲ့သည့်တခြင်းဖြစ်သည်ခင်ဗျားတို့ယုံကြည်မှယုံမှာပေါ့လေဟောဒီကဘာမီမှာကျွန်တော်မနိုင်ခြင်းနဲ့စစ်ပွဲတစ်ခုရှိရဲ့ဗျကျွန်တော်အရှုံးပေးခြင်းနဲ့စစ်ပွဲတစ်ခုကြောင့်ကျွန်တော်ပြပြမလို့ပါပရိသတ်ကဟေးဟုညာတန်ပေးကအော်ဟေးနောက်ပြောင်ကြည်သူတို့စားနောက်မှုများမှာကျွန်တော်ကိုသူတို့ရဲ့တငယ်ချင်းဖြစ်ချစ်ခင်ရင်းနှီးမှုမှဖြစ်ပေါ်လာကြောင်းကျွန်တော်သိသည် ဒီတဲ့ချင်းဟာကျွန်တော်ရဲ့ဖွင့်ရဝင်ခံချက်တစ်ခုပါလွန်ခဲ့တဲ့6နှစ်9နှစ်လောက်တုန်းကဟောရီမန္တလေးမြို့မှာအုပ်စိုးဆိုတဲ့ကောင်တကောင်သူ့ချစ်သူကိုစစ်ရှုံးခဲ့ပူပါတယ်လူငယ်တော်တော်များများကလေးချုံလိုက်ကြသည်ကျွန်တော်ပြုံးရွေ၍သူတို့ကိုပခုံးတို့ကလက်ဘဝနှစ်ဖက်ဖြန့်ပြလိုက်၏ခမားတို့ကကိုကူကိုယောက်ျားလို့ခုံယူတတ်ဖို့အတွက် ကိုသိချရတဲ့ချစ်သူမင်းလေးတယောက်ကိုအရှုံးပေးမှုမှဖြစ်လိုက်မယ် ခမားအရှုံးပေးလိုက်လို့သူကျေနဲ့သွားတဲ့မျက်လုံးတွေကိုခမားမြင်ရတဲ့အခါခမားရဲ့ကြေကွဲမှုဟာကြည်နူးမှုဖြင့်တသက်တာအမှတ်တရကျင့်နေပါလိမ့်မယ်။ပရိဒေလက်ခုပ်တံများတရားကျွန်တော်ခဏဆောက်ပြီးမှတချင်းဆိုပါသည်။ထိုတခြင်းမှဆ၍နောက်ပိုင်းကျွန်တော်တီဆိုသည်များတခြင်းများမှာကျွန်တော်၏ကိုယ်ပိုင်တန်စဉ်ကိုယ်ပိုင်တခြင်းစာသားနှင့်ကိုယ်ပိုင်ဖွဲ့စည်းမှုများသာဖြစ်သည် ထိုတခြင်းများနှင့်ကိုယ်နှင့်မင်းရဲ့မိုးတခြင်းမှာ စန်းနရနှင့်တွဲဖက်တည်ရင်းဆိုရသည့်တခြင်းဖြစ်သည် ို့တခြင်းကိုစန်းနရနဲ့ပနာမတီးနေစဉ်ကိုဝင်လင်းတို့ကိုခင်မောင်လင်းတို့ခဏအနားယူကြသည်နောက်ထပ်တခြင်းဆယ်ဘုံထပ်ဆိုပြီးတော့ခါကျွန်တော်တော်တော်မောပန်လာသည်ကျွန်တော်၅မိနစ်လောက်နားမဖြစ်မီမျက်နာနဲ့စပယ်ဆက်များတွင်ချွေးပေါပေါကြလျက်ကြာခင်ချွတ်ပြီးတရေကိုကျဲအင်ကြီးတစ်ထည်လည်းဝတ်ထားတော့လေကျွန်တော်လက်မောင်းမှာချွေးကြီးကြလျက်ရှိသည်ကျွန်တော်စင်နောက်ဘက်သို့ဝင်သွားပြီးနောက်အင်ကြီးတစ်ခါလဲရပြန်သည် ။ဒီတခါတော့ခပ်ပေါ်ပေါ်ပြော့ဤသည့်ရှဲ့ရင်ကြီးဘာသာတစ်ထည်ဝစ်လိုက်သည်။ဘောင်းမီအပြင်ဘက်တွင်ရှဲ့ရင်ကြီးကပွားရောင်းရှည်လာလျက်ဖိုးရုပ်ဖာရကြနေသည်။ကျွန်တော်ရေတံပလင်းကိုလက်ကကင်လျက်စင်မြင့်ရှိသူခုံပေါက်ပြေးလွားကထွက်လာတော့ပရိသတ်ကပြော့ရှိစွာအော်ဟစ်ကြိုးဆူကြပြန်သည်အသက်ရှူတံပြင်းနေသည်ကြမှာကျွန်တော်သူတို့ကိုလက်မြောက်ဝေရန်စိန်ခေါ်လိုက်သည်ခမားတို့ကျွန်တော်နဲ့အတူအခုထိရှိနေကြသေးရဲ့လားတချို့ကရှိတယ်ဟုအော်သည် တချို့ကလက်ခောက်မုတ်ကြသည်โอเคနောက်တစ်ချက်တစ်ပုဒ်တီးဆိုရအောင်ခမားတို့တစ်ပင်ဖြစ်သွားတဲ့လူတစ်ယောက်ကြောင့်ကြားမှုကြသလားတစ်ပင်သူတို့အားလုံးတပြိုင်တည်းအော်ဟစ်ရေရွကြပါသည်ကျွန်တော်ရေပလင်းကိုကိုဝင်းအောင်လက်ထဲလှမ်းပေးပြီးဂစ်တာကိုကောက်လွယ်လိုက်သည်ဤတချင်းကိုကျွန်တော်ဆိုသည့်အချိန်တွင်ကိုဝင်းလင်းတယောက်မိုးဟိုက်ကချွေးဆွနေနေသည့်အချိန်ဖြစ်လေရှိသည် ထို့ကြောင့်ဤတခြင်းတွင်ကျွန်တော်ကလီနီရတန်ကိုတာဝန်ယူလျက်ကိုကြက်ကဘေ့စ်ကိုတာဝန်ယူကကိုဝင်လင်းကိုအနာပေးကြရသည်ဂီတာတန်နှင့်အတူဒရဆက်၏ရက်ခွေးနားလေးကိုဒုတ်ဖြင့်ဖောက်ဖွားဆွဲချသည့်အတန်များဖြင့်တခြင်းဒီလုံးကိုစသည်တိတ်ဆိတ်မှုအပြည့်ပြည့်နူးညံ့လာသောအတန်ထို့နောက်ဝန်းကနေလေဒူးအနေထားပြောင်းလဲကစုညာပူလောင်သည့်ရိုက်ချက်များဝင်ရောက်လာရမည်ဖြစ်သည်ကိုခင်မောင်လေးနှင့်ကိုမောင်တို့ကပြေး ထွက်ပြေးဟုအတန်အစ်လျက်နောက်ခံတန်တိဆိုပေးကြသည်။အော်ဟဲလိုက်ခြင်းရဲ့ငါသာအတန်တကူဖြစ်ခဲ့ရင်အတန်ဖြစ်ရင်ထို့နောက်ဒူရရိုက်ချက်၃ချက်စီဇက်တိုက်နှစ်ခါထို့နောက်ဆွန်လုကတာတန်နဲ့အတူတန်မြိုင်နှုတ်ကိုစာတိဆိုရသည်အပိုင်။အခုတော့ငါဟာတစ်ပင်တစ်ပင်တစ်ပင်မဲမြင်နိုင်ပေမဲ့မပြောနိုင်နဲ့ကြားနိုင်ပေမဲ့မတားနိုင်ခဲ့။အိုးကလေးရဲ့ ိုဟာတစ်ပင်ဂီတာလက်ကင်ကိုခဏလွတ်လိုက်ပြီးကောင်းရင်သူမောကြီးကလက်ဆန့်တန်းလိုက်ပြီးသည်ကျွန်တော်ဘဝမှာလဲကျဲမဟုတ်သည့်အရာကိုကျဲရဟုထင်မှတ်မှားခဲ့ပူပါသည်တစ်ပင်တစ်ပုတ်လုံးကိုဆင်းရဲမှပြိတက်ကတီဆူသွားကြသည်ကျွန်တော်ပျော်ရွှင်စွာတစ်ချက်ခုံ၏လူရဲတို့လက်တီဖြင့်ထိုးထည့်လိုက်မိပါသည်ကိုကိုကိုင်းရင်မိုက်ခရိုဖုန်းကိုသူတို့ရှိရာဆင်းအောင်တို့လှည့်ပေးလိုက်သည် စိုးပါစိုးပါဟုအတံမထွက်ပဲဗဇက်လက်ယုံသာလှုပ်ပြလိုက်သည့်အခါသူတို့အားလုံးပျော်ရွှင်စွာတချင်းဆိုကြလေသည်အခုတော့ငါဟာတစ်ပင်တစ်ပင်တစ်ပင်မြင်နိုင်တော့လဲမပြောနိုင်ကြားနိုင်တော့လဲမတားနိုင်ဦးဦးခလေးရဲ့ကိုဟာတစ်ပင်မဲโอเคကျွန်တော်တစ်ချက်ခုံပေါက်ရေမောလိုက်မိပါသည်သူတို့အားလုံးကျွန်တော်တငယ်ချင်းများကျွန်တော်မိတ်ဆွေများ ရင်းနှီးသူများဖြစ်သည်သူတို့စိတ်ချမ်းသာဖို့လွံ့မြောက်မှုကိုခံစားဖို့ကျွန်တော်မြဲအသိဖြစ်ပြီးကျွန်တော်တို့ကဂုဏ်ယူလို့စိတ်လဲသူတို့စီမှာရှိနေသည်ဒီနေ့ညမန္တလေးသည်ကျွန်တော်မန္တလေးဖြစ်သည်ကျွန်တော်မြဲမျှော်လင့်ခဲ့သောမန္တလေးကျွန်တော်မြဲအားကိုးခဲ့သောမန္တလေးတကယ်တော့မန္တလေးသည်မပြတ်စည်သေးပါကျွန်တော်တို့ဆက်လက်မျှော်လင့်နိုင်သေးသည်နောက်ဆုံးပွဲသေးတစ်ချိန်တည်ဆိုဖို့အစပြုချိန်သည်ည10:00နာရီချိန်ဖြစ်သည် အခုကျွန်တော်နောက်ဆုံးဖြည့်ပြောဖို့ရွေးထားတဲ့တခြင်းကတော့ကျွန်တော်ခွေထဲမှာမပါဘူးတဲ့တခြင်းဖြစ်ပါတယ်။ဒါမဲ့မန်းလေးမြို့ကြီးကတော့ဒီတခြင်းကိုရင်းနှီးနေပြီဖြစ်ပါလိမ့်မယ်။ကျွန်တော်ရဲ့အခိုဒီဝိုင်းကမကြာခဏတည်ဆိုခဲ့တဲ့တခြင်းမှာလေရုရဲတို့လွတ်ပါသွားဆိုတဲ့တခြင်းပဲဖြစ်ပါတယ်။ထို့တခြင်းကိုသိသူများပါသည်။ခင်ဗျားတို့မသိသေးတာအဲ့ဒီတခြင်းကိုရေးဆက်ခဲ့တဲ့လူကကျွန်တော်ဖခင်မှာဒီတခြင်းရဲ့မူရင်းအဆိုတော်ကတော့ဘောတိုင်းလန် ဖေဖေကလွန်ခဲ့တဲ့အနည်း20ကျော်လောက်တုန်းကဒီတချင်းကိုသူ့ဒီဝိုင်းမှာစုခဲ့ဘူးတယ်။ကျွန်တော်တို့အခုဒီဝိုင်းကဒီတချင်းကိုဆက်ဆိုခဲ့ကြတယ်။အခုကျွန်တော်ကတခါဆက်ဆိုပါမယ်။နိုင်မင်းရေကျွန်တော်လက်မြောက်ပြသည့်အခါနိုင်မင်းကျွန်တော်ရှိရာသို့တွက်လက်စွာရှောက်လာ၏။အခုဖွဲ့သားများလက်ဝဲရန်အားပေးနေကြသည်။နိုင်မင်းကိုခမည်းတော်အားလုံးသိကြပါရဲ့။သူတို့ကသိတယ်ဟုအော်ဟစ်ကြသည်။နိုင်မင်းစင်ပေါ်တက်လာသည့်အခါပရိသတ်ကလက်ခုပ်တီးကြသည်။ ဤပရိသတ်သည်ကျွန်တော်ပရိသတ်လည်းဖြစ်တယ်လို့လှိုင်မီပရိသတ်လည်းဖြစ်သည်ဂီတာသုံးလံဆက်ဆိုဖုန်းတစ်ခုနဲ့ကျွန်တော်တို့ Lowing in the Wind ကိုတည်ဆိုကြသည်ဘောဒိုင်လန်ဒီသကလုံးများကိုသူ့လိုသလိုအတန်နှိမ့်မြင့်ကစား၍တည်ဆို့သွားသည်ဖြစ်ရာကျွန်တော်သူ့လိုကစားနိုင်မှုတော်တော်လေးကျင့်ယူရမည်ထင်သည်သူ့တန်ကိုကျွန်တော်မှီမှာမဟုတ်ပါနောက်တစ်ပိုက်မှာတန်ပြိုင်ဖြစ်သည်ဖြစ်လိုင်မင်းကလွဲပြီးကျွန်တော်တို့၃ယောက်လုံးတည်ဆို့ကြသည်ငွေချင်းမင်းတည်ရဲ့လား အဖြစ်ရလေးလေးလွင့်ပါသွားလေးရတဲ့သူလွင့်ပါသွားကျွန်တော်ဖေဖေကိုလမ်းကြည့်လိုက်တော့အခါဖေဖေမျက်မှောင်တုန်ခွင်းနေသည်ကိုမြင်ရသည်ကျွန်တော်ဘာပဲလုပ်လို့ဖေဖေကျင်းနေသလားမကျင်းနေသလားကျွန်တော်မှန်တိုင်းသိဝင်ပေတော့မှမရပါဖေဖေသည်အမြဲလွတ်လို့မကြောမှုများဖြင့်ဖုံးလွမ်းတာလေးရှိတော့ကြောင့်ဖြစ်သည်အနာဖာနေတော့ချင်းချက်ကက်သည်ဖေဖေလွန်ခဲ့သည့်6နှစ်လောက်ကတည်းကဝင့်နေခဲ့သည့်အင်ဂျီပဲထင်သည်လက်နက်ပတ်ပိုက်ထားပြီးနောက်မီကိုမိထားသည့်အခါ ဖြစ်ပေသည်တစ်ခုခုကိုအကဲဖြတ်တော်မီဝေဖန်သူတယောက်၏အနေထားမျိုးဖြစ်သည်ဇပင်ကိုနောက်ဘက်မှတင်းကျပ်နေအောင်ဆွဲသိမ်းစုစည်းထားသဖြင့်ဖိဖိမျက်နှာမှာပုံရိပ်ကျင်းမာနေသည်ကျွန်တော်ဖိဖိကိုတစ်ချက်ပြုံးပြလိုက်တော့ခါဖိဖိမျက်နှာနင်းနေပြီးရော့သွားသည်တစ်ချင်းဆုံးသောအခါပရိသတ်သည်ခဏငြိမ်သက်သွား၏ကျွန်တော်တို့သည်လေရုလေသို့လွင့်ပါသွားစာသားကိုတဖြည်းဖြည်းချင်းတိုးရတိုးရတီးဆိုတီးခတ်ကြပြီးပြီးဆုံးသွားတော့ခါ ကျွန်တော်စိတ်ထဲမှာတခုခုကျေနပ်သွားသည်ကျွန်တော်ပြိသက်ကိုဥညွတ်၍နှုတ်ဆက်လိုက်တော့မှဤကနေအော်ဟေကသူတို့လက်ခုပ်တီးကြသည်ဒီတခါသူတို့ရဲ့လက်ခုပ်တန်သည်ဘယ်တော့မှမဆုံးနိုင်တော့သည့်အတန်များဖြစ်လေသည်နောက်တစ်ပိုင်းကိုဆက်လက်စောင့်မျှော်ပေးကြပါအောင်ရှင်အစုံဒီနားဆင်ပေးကြတဲ့တူတူတယောက်ချင်းစီကိုကျေးဇူးများကြီးပဲတင်ပါတယ်ရှင်